ားလုံးပဲမင်္ဂလာပါခင်ဗျာ Voice of Media Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်မိုးလေဝသနဲ့ဇလားဗီတာညွှန်ကြားမှုဦးစီးဌာနကဒီကနေ့2025ခုနှစ်အောက်တိုဘာလ24ရက်နေ့အတွက်နောက်ဆုံးထုတ်ပြန်ထားတဲ့မိုးလေဝသခံမှန်းချက်များကိုအသေးစိတ်တင်ပြပေးတော့မှာဖြစ်ပါတယ်ခင်ဗျာပထမဆုံးအနေနဲ့ website တောင်သူတွေအတွက်ယခုကာလ ARD မြေအခြေအနေ30ချက်များနဲ့မြေအခြေအနေများကိုပါပြောပြပေးတော့မှာဖြစ်ပါတယ်ခင်ဗျာ ARD မြေတို့လျှောက်မှာရှိတဲ့မြို့အလုံးအတွက်မြို့လိုက်အမြင့်ဆုံးရောက်နိုင်တဲ့မြေအမှတ်များကိုအနည်းဆက်ဆုံးတွက်ချက်ခါ နောက်ဆုံးမြေ30ချက်မှာတင်ပြခဲ့ပြီးလည်းဖြစ်ပါတယ်။ကချင်ပြည်နယ်အတွက် ARI မြေဟာနောက်ဆုံးမြေအဖြစ်ရောက်ရှိသွားပြီဖြစ်တာကြောင့် ARI မြေရောချင်းတွင်းမြေပါထူးထူးခြားခြားထပ်မံမြေတန်ရမရှိနိုင်တော့ပါဘူးခင်ဗျာ။ဒါကြောင့်မြေရေကြောင့်ပျက်စီးဆုံးရှုံးခြင်းမှာကင်းဝေးသွားပြီဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်ခင်ဗျာ။မြေတို့တစ်လျှောက်မှာရှိတဲ့မိဘပြည်သူများစိတ်ချမ်းသာစွာဖြင့်တည်နှက်များကိုအောင်မြင်စွာရိတ်သိမ်းနိုင်ကြပြီဖြစ်ပါတယ်။တောင်သူကြီးများအားလုံးမြေကြီးကရွှေ့သီး၍ ပျော်ရွှင်ချမ်းမြေပါစေကြောင်းဆုမကောင်းတောင်းအပ်ပါရခင်ဗျာနောက်လာမယ့်နှစ်များမှာလည်းယခုတက်မကပုံမကောင်းမအောင်ဆက်လက်စ조사တင်ပြပေးနိုင်ရန်조사တော်မှာဖြစ်ပါရခင်ဗျာယုံကြည်ပေးကြတဲ့လူကြီးမင်းများအားလုံးကိုအထူးကျေးဇူးတင်ရှိပါတယ်လူအချက်များစွာရှိနေတော်ကိုလည်းသိရှိနားလည်ပါကြောင်းနဲ့မပြည့်စုံသေးတဲ့ဘဝဖြစ်ကြောင်းကိုလည်းဝန်ထမ်းအပ်ပါရခင်ဗျာတကယ်တော့မြည်အတွက်ကြောင့်ကိုခမန်းသုံးသပ်ရခြင်းဟာလွယ်ကူတဲ့အရာတော့မဟုတ်ပါဘူးအတွေ့အကြုံများစွာနဲ့အခက်ခဲများစွာကိုအသုံးပြုကကြိုးပမ်းခဲ့ရပါတယ် လက်တွေမှာတော့ theory တွေနဲ့မြေပြင်လက်တွေအခြေအနေများကြားကွာဟချက်များကိုလည်းသုံးသပ်ခဲ့ရပါတယ်။မိမိတို့ရဲ့ခံမှန်းချက်များမှားယွင်း၍မဖြစ်နိုင်ခြင်းနဲ့နောက်ွယ်မှာအရေးကြီးတဲ့တောင်သူများရှိနေတယ်ဆိုတော့စိတ်တစ်ခုတည်းနဲ့ရုန်းကန်ခဲ့ရတာဒီလေများစွာရှိခဲ့ပါတယ်။ဒါကြောင့်လူကြီးမင်းများအနေနဲ့ပြောပြချင်တာအကြံပြုချင်တာများရှိရင်တော့မှတ်ချက် comment မှာရေးသားပေးခဲ့ကြပါရန်အားလုံးကိုကြိုဆိုလျက်ဖိတ်ခေါ်အပ်ပါရခင်ဗျာ။တတ်နိုင်သမျှဖြည့်ဆည်းဆောင်ရွက်ပေးနိုင်အောင်လဲစူးစမ်းသွားပါမယ်ခင်ဗျာ။ ကျွန်တော်တို့ရဲ့တင်ပြချက်များသုံးသပ်ချက်များမိမိတူတဲ့ဆုံးဖြတ်ချက်များသာဖြစ်ပါတယ်။တင်ပြချက်များနဲ့သုံးသပ်ချက်များကြောင့်လူကြီးမင်းများအတွက်အကျိုးကျေးဇူးတစုံတရာရှိပါကဒါမှမဟုတ်အသုံးဝင်ပါကမှတ်ချက်တစ်ခုခု ရေးပေးခဲ့ကြပါရန်တောင်းဆိုပါတယ်။မှတ်ချက်များအားလုံးကိုလည်းမှတ်တမ်းတင် မှတ်သားထားမှာဖြစ်ပါတယ်ခင်ဗျာ။ယနေ့24ရက်ဆယ်လ2025ယနေ့နနက်6:00နာရီအချိန်တိုင်းထွာချက်ရမြေအခြေအနေကိုတင်ပြပေးလိုက်ပါရခင်ဗျာ။ ြေကြီးနားမြေရမင်းကညနေကနေ12နာရီအတွင်းနှစ်လက်မကန်ထက်ကျသွားပါတယ်။မြေကြီးနားမြို့ရဲ့မင်းကအမြင့်ဆုံးပူချိန်ကတော့34.5ဒီဂရီဆယ်စီယံနဲ့ယနေ့အမြင့်ဆုံးပူချိန်ကတော့14.3ဒီဂရီဆယ်စီယံတူပဲဖြစ်ပါတယ်ခင်ဗျာ။မြေကြီးနားမြေရာဆွေရေမဲ့1200စင်တီမီတာသို့ရောက်ရှိရန်885စင်တီမီတာ28ပေခွဲကျော်ကအလိုမှရောက်ရှိနေပါတယ်။မြေရအတက်ကြပုံမှန်အနေထားကမှရှိနေပါမယ်။ထူးကပ်မြေကြီးနိုင်တဲ့အခြေအနေမတွေ့ရှိရသေးပါဘူးခင်ဗျာ။ ။ ARI မြစ်တပ်ပိုင်းမှာမိုးအားအနည်းငယ်ရှိနေပါမယ်။ရံဖန်ရံခါ ARI မြစ်စုံတပ်ပိုင်းမှာနေရာကွက်ရီမိုးတဲထန်စွာရာသွန်းခြင်းများကြောင့်မြေကြီးနားမြေကြာဆင်းနေရာမှာပြန်တက်လာခြင်းအခြေအနေဖြစ်ပေါ်နေဦးမှာဖြစ်ပါတယ်။စကားတိုင်းဒေသကြီးတပ်ပိုင်းကချင်ပြည်နယ်တစ်ခုလုံးမြန်မာပြည်မြောက်ပိုင်းဆုံးဒေသများနဲ့ ARI မြစ်တပ်ပိုင်းမေခမလေးခမြန်ဝမ်းဒေသများမှာမိုးတိမ်တောင်ဖြစ်ထွန်းမှုအားအနည်းငယ်ရှိနေပါတယ်။ ARI မြို့တစ်လျှောက်နဲ့ချင်းတွင်းမြို့တစ်လျှောက်မြေကမ်းနေမြေနှိမ်ဒေသများနဲ့မြေနုကျွန်းများမှာစိုက်ပျိုးလုံခြုံရေးနေထိုင်ရတဲ့တောင်သူများ ရေလုံသားများ ARI မြေကြီးကိုအမီပြုနေထိုင်ရှာဖွေစားတောက်နေကြတဲ့မိဘပြည်သူများအားလုံးသိရှိနိုင်ရန်အတွက်တင်ပြပေးလိုက်ရပါတယ်ခင်ဗျာဆက်လက်ပြီးချင်းတွင်းမြေအခြေအနေကိုတင်ပြပေးတော့မှာဖြစ်ပါတယ်ခင်ဗျာခန်းဒီမြေဟာမနေ့ကညနေကနေ12နာရီအတွင်းအတန်ကြာမရှိရပ်တန့်နေပါတယ်ဘုံရွာမြို့မြေဟာမနေ့ကညနေကနေ12နာရီအတွင်းအနည်းငယ်ကထပ်ကျသွားပါတယ်ချင်းတွင်းမြေရေအတက်ကျပုံမှန်အနေထားကမှရှိနေပါမယ်ထူးကပ်မြေကြီးနိုင်တဲ့အခြေအနေမတွေ့ရှိရသေးပါဘူးခင်ဗျာ ခန်ဒီဟုံးမလင်းဖောင်းပြင်မော်လိုက်ကလေးဝမင်းငင်ကန်ဒီနဲ့မုံရွာမျိုးတွေရဲ့မြည်ရများဟာပြေပြေချင်းဆက်လက်ကြဆင်းနေမှာဖြစ်ပါတယ်ခင်ဗျာဆက်လက်ပြီးအရာရီမြည်အခြေအနေကိုတင်ပြပေးတော့မှာဖြစ်ပါတယ်ခင်ဗျာဗမော်မျိုး၊ရွှေကူမျိုး၊ကတာမျိုး၊ထီးကြိုင်မျိုး၊တပိတ်ချင်းမျိုး၊မန္တလေးမျိုး၊စကိုင်းမျိုး၊မြင်းမူမျိုး၊ပခုတ်ကူမျိုး၊ညာဦးမျိုး၆၊မင်းမူ၊မကွေးအောင်လံပြည်စိတ်သာဟင်္ဒရာမျိုးနဲ့ဇလုံးမျိုးတို့ရဲ့မြည်ရများဟာဖြည်းဖြည်းချင်းဆက်လက်ကြဆင်းနေမှာဖြစ်ပါရယ်ခင်ဗျာ။ AR မြည်မြစ်တက်မှုကို24နာရီစောင့်ကြည့်တင်ပြပေးနေပါရယ်ခင်ဗျာ။ထူးခြားမှုရှိလာရင် အချိန်နဲ့တပြေးညီတင်ပြပေးတော့မှာဖြစ်ပါရခင်ဗျာဆက်လက်ပြီးမိုးလေဝသနဲ့ဇလားဗီရာညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ထားတဲ့ထူးခြားမိုးလေဝသအခြေအနေကိုတင်ပြပေးတော့မှာဖြစ်ပါရခင်ဗျာလေပြားနဲ့ရေဝန်အခြေအနေကတော့ယနေ့မြန်မာစံတော်ချိန်10:00နာရီခွဲချိန်တိုင်းထွာချက်များအရအိန္ဒိယနိုင်ငံတမီနာဒုမြောက်ပိုင်းပူရူချယ်ရီမြို့နယ်အန်တာပရာဒိရှ်တောင်ပိုင်းကမ်းခြေကိုဖျက်ချော်ခဲ့တဲ့အားကောင်းတဲ့လေပြားနဲ့ရေဝန်ဟာအနောက်အနောက်မြောက်ဘက်သို့ရွေ့ချခဲ့ပြီးအိန္ဒိယနိုင်ငံတမီနာဒုမြောက်ပိုင်းကုန်းနှမ်းဒေသများမှာလေပြားနဲ့ရေဝန်အဖြစ်သို့အားရော့သွားခဲ့ပါပြီ။ အဆိုပါနေပြားနဲ့ရန်ဝန်ဟာအနောက်နောက်မြောက်ဘက်သို့ဆက်လက်ရွေ့ရှားနိုင်ပြီးတဖြည်းဖြည်းအားရောက်သွားမယ်လို့ခန့်မှန်းရပါတယ်ခင်ဗျာအပူပိုင်းမုံတိုင်းငယ်အခြေအနေသတင်းကတော့ယနေ့မြန်မာစံတော်ချိန်၁၀နာရီခွဲချိန်တိုင်းထွာချက်များအရတောင်ရုပ်ပင်လယ်ပြင်မှာဖြစ်ပေါ်နေတဲ့အပူပိုင်းမုံတိုင်းဖန်ရှင်ဟာအနောက်နောက်တောင်ဘက်သို့ရွေ့ရှားခဲ့ပြီးအပူပိုင်းမုံတိုင်းငယ်အဖြစ်သို့အားရောက်သွားကာဗီယက်နမ်နိုင်ငံအလယ်ပိုင်းကမ်းခြေဒေသများကိုဒါနတ်မြို့အနီးမှာဖြတ်ကျော်ခဲ့ပြီးအနောက်တောင်ဘက်သို့ရွေ့ရှားနိုင်ကတဖြည်းဖြည်းအားရောက်သွားမယ်လို့ခန့်မှန်းရပါတယ်။ယခုသတင်းဟာ အားကောင်းတဲ့အပူပိုင်းမုန်တိုင်းဖန်ရှင်အတွက်ထုတ်ပြန်ပေးထားတဲ့နောက်ဆုံးသတင်းလေးဖြစ်ပါရယ်ခင်ဗျာဆက်လက်ပြီးတော့မိုးလီဝသနဲ့ဇလားဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်လိုက်တဲ့နေ့စဉ်မိုးလီဝသအခြေအနေကိုတင်ပြပေးမှာဖြစ်ပါရယ်ခင်ဗျာဘင်္ဂလားပင်လယ်ော်အခြေအနေကတော့ဘင်္ဂလားပင်လယ်ော်မြောက်ပိုင်းနဲ့အရှိလဲပိုင်းတို့မှာတိမ်နှဲငယ်ဖြစ်ထွန်းနေပြီးကပလီပင်လယ်ပြင်နဲ့ကျန်ဘင်္ဂလားပင်လယ်ော်တို့မှာတိမ်အစ်တဲ့မှာတိမ်ထူထပ်နေပါရယ်ဒီနေ့မနက်ထိခံမှန်းချက်ကတော့ကချင်ပြည်နယ်၊ကယားပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့တောင်ပိုင်းတို့မှာတိမ်အစ်တဲ့ဖြစ်ထွန်းပါမယ်။ ရန်ကုန်တိုင်းဒေသကြီး၊ရာရီတိုင်းဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီးနဲ့ချင်းပြည်နယ်တို့မှာနေရာကျကျနဲ့ကျန်တိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။ရွာရံရာနှုံးမြစ်ဖြစ်ပါတယ်။ဒီနေ့မိုးတဲ့ချိန်ထိခံမှန်းချက်ကတော့ကချင်ပြည်နယ်၊ကယားပြည်နယ်၊ရှမ်းပြည်နယ်၊မြောက်ပိုင်းနဲ့တောင်ပိုင်းတို့မှာတိမ်သင့်နေဖြစ်ထုံးပါမယ်။ရန်ကုန်တိုင်းဒေသကြီး၊ရာရီတိုင်းဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီးနဲ့ချင်းပြည်နယ်တို့မှာနေရာကျကျနဲ့ကျန်တိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။ရွာရံရာနှုံးမြစ်ဖြစ်ပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတိုင်းဒေသကြီးနဲ့ပြည်내မျိုးကြီးများအတွက်မိုးလေဝသခံမှန်းချက်ကိုတင်ပြပေးမှာဖြစ်ပါရယ်ခင်ဗျာ။နေပြည်တော်မှာနေရာကွက်ကြားမိုးထချုံရွာပါမယ်။ရန်ကုန်မြို့မှာနေရာကွက်ကြားမိုးထချုံရွာပါမယ်။မန္တလေးမြို့မှာနေရာကွက်ကြားမိုးထချုံရွာနိုင်ပါမယ်။မကွေးမြို့မှာနေရာကွက်ကြားမိုးထချုံရွာနိုင်ပါတယ်။မကွေးမြို့မှာနေရာကွက်ကြားမိုးထချုံရွာနိုင်ပါတယ်။ဟုံးလင်းမြို့မှာနေရာကွက်ကြားမိုးထချုံရွာပါမယ်။မုံရွာမြို့မှာနေရာကွက်ကြားမိုးထချုံရွာနိုင်ပါတယ်။ပသိမ်မြို့မှာနေရာကွက်ကြားမိုးထချုံရွာပါမယ်။တဝဲမြို့မှာနေရာကွက်ကြားမိုးထချုံရွာနိုင်ပါတယ်။ မြေကြီးနားမြို့မှာတိန်အင်းတင်ဖြစ်ထုံးပါမယ်။လိုင်ကော်မြို့မှာတိန်အင်းတင်ဖြစ်ထုံးပါမယ်။ဖမ်းမြို့မှာနေရာခွက်ကြားမိုးထစ်ချုံရွာနိုင်ပါတယ်။ဟောက်ခါမြို့မှာတိန်အင်းတင်ဖြစ်ထုံးပါမယ်။မော်လမြိုင်မြို့မှာနေရာခွက်ကြားမိုးထစ်ချုံရွာပါမယ်။စစ်တွေမြို့မှာနေရာခွက်ကြားမိုးထစ်ချုံရွာနိုင်ပါတယ်။လာရှုံမြို့မှာနေရာခွက်ကြားမိုးထစ်ချုံရွာပါမယ်။တောင်ကြီးမြို့မှာတိန်အင်းတင်ဖြစ်ထုံးပါမယ်။ကျိုင်းတုံမြို့မှာတိန်အင်းတင်ဖြစ်ထုံးပါမယ်ခင်ဗျာ။မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေကတော့ချင်းပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာမိုးတိမ်တောင်ဖြစ်ထွန်းမှုအကောက်လျက်ရှိပြီ အဆိုပါမိုးတိမ်တောင်များရွေးရှားရနေရတလျှောက်မှာမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးတိမ်ချုံခြင်းမိုးကြိုးပြစ်ခြင်းလျက်စီးလက်ခြင်းနဲ့မိုးသီးကြွေခြင်းစတဲ့မိုးလူသားဖြစ်စဉ်များဖြစ်ပေါ်နိုင်ပါသဖြင့်ကြိုတင်သတိပြုနိုင်ပါရန်အကြံပြုအပ်ပါရခင်ဗျာမြမပင်လယ်ပြင်မှာလှိုင်းနေငယ်မှာလှိုင်းသစ်နေရှိပါမယ်လှိုင်းမြမမြမကန်ဝန်းတစ်လျှောက်နဲ့ကန်လုံပင်လယ်ပြင်တို့မှာလေးပင်မှာ၆ပင်ကရှိနိုင်ပါတယ်နောက်နေ့အတွက်ခံမှန်းချက်ကတော့တင်းနေနိုင်တိုင်းဒေသကြီးနဲ့ချင်းပြည်နယ်တို့မှာနေရာကျကျမိုးတိမ်ချုံရွာနိုင်ပါတယ် နေပြည်တော်နဲ့ဒီတို့အတွက်မနေ့ပြန်မိုးတဲ့ချိန်ဒီခမန်းချက်ကတော့နေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်ရွာရရနှုံမြစ်ဖြစ်ပါတယ်ရန်ကုန်မြို့နယ်ဒီတို့အတွက်မနေ့ပြန်မိုးတဲ့ချိန်ဒီခမန်းချက်ကတော့နေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်ရွာရရနှုံ80ဖြစ်ပါတယ်မန္တလေးမြို့နယ်ဒီတို့အတွက်မနေ့ပြန်မိုးတဲ့ချိန်ဒီခမန်းချက်ကတော့နေရာကွက်ကြားမိုးထစ်ချုံရွာနိုင်ပါတယ်ရွာရရနှုံ60ဖြစ်ပါတယ်နောက်ဆုံးအနေနဲ့အရာရီတိုင်းဒေသကြီးမှာအော်တိုဘားလ24ရက်နေ့မှာအော်တိုဘားလ29ရက်နေ့ထိမိုးလေဝသအခြေအနေများကိုပြောပြပေးတော့မှာဖြစ်ပါတယ်ခင်ဗျာပင်လယ်ပြင်မှာထူးခြားမိုးလေဝသအခြေအနေများကတော့ ဘင်္ဂလားပင်လယ်အော်မှလေပြင်းရနဲ့ရေဝင်ဟာအနောက်မြောက်ဘက်သို့ဆက်လက်ရွေ့ရှားနိုင်ပြီးအိန္ဒိယနိုင်ငံတမီနာဒုပြည်နယ်မြောက်ပိုင်းအန်ဒါဘရဒိရှ်ပြည်နယ်တောင်ပိုင်းတို့ကိုဝင်ရောက်သွားပြီဖြစ်ပါတယ်။အော်တိုဝါလာ25ရက်နေ့မှာဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းမှာလေပြင်းရနဲ့ရေဝင်အသစ်တစ်ခုဖြစ်ပေါ်လာပြီး24နာရီတွင်ပုံမအားကောင်းလာနိုင်ကမြောက်အနောက်မြောက်ဘက်သို့ဆက်လက်ရွေ့ရှားနိုင်ကြောင်း ECNWF ကြိုတင်ခန့်မှန်းချက်မှာတွေ့ရှိရပါတယ်။ GFS နဲ့ Icon Moderity မှာတော့7နာရီခန့်နောက်ကျပြီးလေပြင်းရနဲ့ရေဝင်ဖြစ်ပေါ်လာနိုင်ကြောင်း အနောက်မြောက်ဘက်သို့ဆက်လက်ရွေ့လျှောက်ကအိန္ဒိယနိုင်ငံအန်တာပရဒေ့ရှ်ကမ်းခြေအနီးမှာအော်တိုဘာလ29ရက်နေ့28ရက်နေ့ထိဆက်လက်တရှိနေနိုင်သောကြိုတင်ခံမှတ်ချက်တွေမှာတွေ့ရပါတယ်။တောင်တရုတ်ပင်လယ်မြောက်အပူပိုင်းမုန်တိုင်းဖန်ရှင်အားဗီယက်နမ်နိုင်ငံအလဲပိုင်းကမ်းခြေကိုဒါနန်းမြို့အနီးမှာအော်တိုဘာလ23ရက်နေ့ညနေပိုင်းမှာစတင်ဖြတ်ကျော်ဝင်ရောက်နိုင်သောဂျပန်မိုးလေဝသဌာန JMA ကြိုတင်ခံမှတ်ချက်မှာတွေ့ရပါတယ်။ဘင်္ဂလားပင်လယ်အော်နဲ့တောင်တရုတ်ပင်လယ်တို့မှာလေပြင်းနဲ့ရံဝဲပုံတိုင်းတို့ရဲ့အကျိုးသက်ရောက်မှုကြောင့် Icon Model မှာ9ရက်ကြိုတင်ခံမှန်းချက်များအရမြန်မာနိုင်ငံအနောက်ဘက်ကမ်းရိုးတန်းဒေသများဖြစ်တဲ့ရခိုင်ကမ်းရိုးတန်းနဲ့ AR ကမ်းရိုးတန်းဒေသများမှာ9ရက်အတွင်းမိုးရွာခြင်းအများဆုံးရွာသွန်းရရှိနိုင်ပြီးမြန်မာနိုင်ငံတောင်ပိုင်းနဲ့အလယ်ပိုင်းဒေသများဖြစ်တဲ့မွန်ပြည်နယ်တနင်္သာရီတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးချင်းပြည်နယ်တို့မှာမိုးအထင်းထင်ရွာနိုင်ပါမယ်။မိုးနှင်းရေရှာဒေသများဖြစ်တဲ့စကိုင်းတိုင်းဒေသကြီးနေပြည်တော်နဲ့ကယားပြည်နယ်တို့မှာမိုးအနည်းဆုံးမိုးအနည်းဆုံးရွာနိုင်ပါမယ်။ အော်တိုဘားလာ24ရက်နေ့မှအော်တိုဘားလာ29ရက်နေ့ထိခုနှစ်ရက်တွင်းအေရီတိုင်းဒေသကြီးမှာမိုးရွာသွန်းနိုင်တဲ့အခြေအနေများကတော့ငပူရောလက်ပုတ်တာမော်လမြိုင်ကျုံမြို့နယ်ခရိုင်များမှာတော့ခုနှစ်ရက်တွင်းမိုးရွာချိန်3လက်မှအထက်ကြောင်းကုန်းပသိမ်ဟင်္ဒရာအင်ကပူမြောင်းမြမြို့နယ်ခရိုင်များမှာခုနှစ်ရက်တွင်းမိုးရွာချိန်2လက်မှအထက်မူပင်ပန်းနော်ညောင်နှုံးဒနုပြူကျုံပြော်ဖျာပုံဒေးဒီယဲမြို့နယ်ခရိုင်များမှာခုနှစ်ရက်တွင်းမိုးရွာချိန်3လက်မှအထက်နဲ့2လက်မှနီးပန်းအထိရွာသွန်းရရှိနိုင်ပါတယ် အော်တိုဘာလ28ရက်နေ့29ရက်အထိမိုးခေတ္တပြန်နိုင်ကအော်တိုဘာလ30ရက်နေ့မှနိုဝင်ဘာလ4ရက်နေ့အထိမိုးအထင်းထင်းပြန်လည်ရွာသွန်းနိုင်ပါတယ်။နိုဝင်ဘာလမိုးကုန်ကာလအတွင်းမိုးရွာသွန်းရရှိနိုင်တဲ့ရက်ကတော့8ရက်9ရက်ခန့်ရှိနိုင်ပြီးမိုးအထင်းထင်းရွာနိုင်တဲ့ရက်ကတော့24နာရီအတွင်းမိုးရေချိန်3.5လက်မမှ3.8လက်မခန့်4ရက်ခန့်ရရှိနိုင်ပါတယ်။နိုဝင်ဘာလအတွင်းမိုးရွာရက်များရောနှဲလာပြီးမိုးမရွာနေသာနိုင်တဲ့ရက်ကတော့18ရက်မှ19ရက်ခန့်ရှိနိုင်ပါတယ်။ အပူချိန်လေးတိုင်နှုန်း၄ဒုစုတိုင်းစားနဲ့၄ဒုညဉ့်ညမ်းမှုအခြေအနေကတော့ AR တိုင်းဒေသကြီးအတွင်းယခုတစ်ပတ်အတွင်းအမြင့်ဆုံးပူချိန်32ဒီဂရီဆဲလ်ဆီယံနဲ့အနည်းဆုံးညအပူချိန်24ဒီဂရီဆဲလ်ဆီယံရှိနိုင်ပြီးအော်တိုဝါလာ29ရက်နေ့နောက်ပိုင်းမှာစတင်ကနေ့အပူချိန်များတိတိတသားကျဆင်းလာနိုင်ပါမယ်။ကန်ရန်နီကမြို့နယ်ခြေရွာတွေမှာအမြင့်ဆုံးလေတိုင်နှုန်းဟာတနအီကို -20 မှ25မိုင်အထိရှိနိုင်ပြီး ရာရီတိုင်းတွင်နေလယ်ပိုင်းအချိန်တွေရဲ့လေထုဆူတိုင်းစားကတော့80ရာခိုင်နှုန်းအထိရှိနေနိုင်ပြီးမနက်ပိုင်းနဲ့ညပိုင်းအချိန်တွေမှာတော့80ရာခိုင်နှုန်းမှ90ရာခိုင်နှုန်းအထိရှိနိုင်ပါတယ်။လေထုဆူတိုင်းစားများနေတဲ့အချိန်မှာခန်းစားရမယ့်အပူချိန်ကတော့38ဒီဂရီဆဲလ်စီယပ်အထိရှိနေနိုင်ပါတယ်။လေထုညဉ့်ညမ်းမှုအညွန့်ငယ် HUI level ကတော့အများဆုံး80မှ80ရှိနိုင်တာကြောင့်လေထုညဉ့်ညမ်းမှုအညွန့်ငယ်အသင့်အင့်အစင်မှာရှိနေပါတယ်။ AR တိုင်းဒေသကြီးရဲ့နောက်ဖက်နဲ့တောင်ဘက်ကမ်းလေးပင်လယ်ပြင်တွေမှာ အရှိအယမှာ၄တိုင်နှုန်းအမြင့်ဆုံးတနိုင်ကို15မိုင်ကန်နဲ့လိုင်းမြင့်မှာ3.6ပေကန်ရှိနိုင်ပါ रे ခင်ဗျာဟုတ်ကဲ့ပါခင်ဗျာအခုတင်ဆက်ပေးတဲ့ဗီဒီယိုလေးကိုဒီလောက်နဲ့ပဲအဆုံးသတ်လိုက်ပါပြီနောက်ဆက်ပြီးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုစိတ်နှပြရှင်လန်းကြပါစေခင်ဗျာကျွန်တော်တို့ရဲ့ channel ကိုလည်း like and subscribe ပြုလုပ်ပေးခဲ့ကြပါအောင်ခင်ဗျာ